အာဆနယ်ဖန်တွေမနာလို့အပြောင်းထူးချေချေဆွမ်းပြသွားခဲ့တဲ့နက်ပီကိုခိုက်နေတဲ့ United ပြည်သမားပြည်သမားလုံးမဲမိလာများတင်လိုက် forward show အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မရင်းညကစားခဲ့တဲ့ Premier League ပွဲအစဉ်မှာ Manchester United ရဲ့လူငယ်ချင်ပွင့်လင်း Eden Haven ဟာအသင်းရောက် Arsenal အသင်းနောက်နားရလောက်တဲ့ခြေစွမ်းမျိုးကိုပြသသွားနိုင်ခဲ့တာဖြစ်ပါရင် Old Trafford မှာကစားခဲ့တဲ့ဒီပွဲအစဉ်မှာ Manchester United နဲ့ Arsenal အသင်းတို့ဟာတစ်ဖက်တစ်ကိုးစီနဲ့တင်းရလက်ထွက်ပေါ်ခဲ့တာဖြစ်ပါရင် United အသင်းဟာ Prime Time တစ်ပိုင်းလုံး Arsenal အသင်းရဲ့ဖိအားပေးကစားခြင်းကိုခံခဲ့ရပေမဲ့ တမန်ပွဲအစချိန်ပြီးဆုံးလို့နာကျင်ချေပေါ်နံမိနစ်မှာဘရူနိုဖာနန်တက်ရဲ့ဖရီကစ်သွင်းကိုလည်းဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါရင်အဲနောက်ဒုတိယပိုင်းမှာတော့အပြန်အလှန်တိုက်စစ်ဆင်မှုတွေမြင်တွေ့ခဲ့ရပြီးပွဲချိန်84မိနစ်မှာဒက်ကလန်ရိုက်ကအာဆင်နယ်အသင်းအတွက်ခြေပါကိုကိုသွင်းယူပေးခဲ့တာအကြောင်း1-1နဲ့ဖလန်ဖလန်ဖြစ်ခဲ့ရတာဖြစ်ပါရင်ဒီပွဲစဉ်မှာ United အသင်းဟာအနိုင်ရဖို့အထိအခွင့်အရေးကောင်းတွေဖန်တီးနိုင်ခဲ့ပြီးအာဆင်နယ်အသင်းရဲ့ကိုယ်တော်မှာဒေးဗစ်ရာယာရဲ့လက်စွမ်းပြမှုကြောင့်သာတေးတက်မှတ်နဲ့ကျင်းနေခဲ့ရတာဖြစ်ပါရင်ဒီပွဲစဉ်မှာ United ကစားသမားတော်တော်များများဟာကိုတော်ဝင်ကိုကြည်ခဲ့ပြီးတော့အကောင်းဆုံးကစားသမားတွေကိုဆွဲထုတ်ပြီးပြောရမယ်ဆိုရင်တော့အသင်းကောင်းဆောင် Bruno Fernandes နဲ့တောင်းမ ယ်တဲ့ချောင်းအကောင်းဆုံးထင်ဆွမ်းပြနိုင်ခဲ့တဲ့ဂါနာချိုအပြင်လူစားဝင်ကစားသမားလေးအေဒန်ဟေဗန်တို့လည်းပါဝင်ခဲ့ပါရင်အေဒန်ဟေဗန်က United ရဲ့ပွဲထွက်ကစားသမားအဆင့်ထဲမှာပါဝင်လာခဲ့ခြင်းမရှိပေမဲ့ဒုတိယပိုင်းအစမှာဒဏ်ရာရရှိသွားခဲ့တဲ့ရိုးရဲနေရာမှာဝင်ရောက်ကစားခဲ့ရဖြစ်ပါရင်ဟေဗန်ကပွဲချိန်45မိနစ်သာပါဝင်ကစားခဲ့ရပေမဲ့ United ပရိသတ်တွေအထင်ကြီးစေမဲ့စွမ်းဆောင်ရည်မျိုးကိုပြသသွားနိုင်ခဲ့တာဖြစ်ပါရင် ေမဟာဒုတိယပိုင်း55မိနစ်အတွင်းဘောလုံးထိကျက်16ကျင်ရှိခဲ့ပြီးဘောလုံးပေးပို့မှု85ရာခိုင်နှုန်းနီးအောင်မြင်ခဲ့တာဖြစ်ပါရင်ဒါအပြင်ဖိုင်နယ်တက်တဲ့ကဘောလုံးပေးမှုတစ်ချိန်ပြုလုပ်နိုင်ခဲ့တယ်လို့ပြိုင်မဲ့ area အတွင်းဘောလုံးထိတွေ့မှုတစ်ချိန်နဲ့ပြုလုပ်နိုင်ခဲ့ပါရင်ဘောလုံးဖျက်ထုတ်မှုမှာရာခိုင်နှုန်းပြီးအောင်မြင်ခဲ့ပြီးဘောလုံးရှင်းထုတ်မှု2ချိန်နဲ့ခေါင်းတိုင်ရှင်းထုတ်မှု3ချိန်အထိပြုလုပ်နိုင်ခဲ့တာဖြစ်ပါရင်ကြားပြတ်လို့ယူမှု6ချိန်အောင်မြင်ခဲ့ပြီးခန်းစစ်ပိုင်းကူညီမှုမှာ6ချိန်ထိအောင်မြင်ခဲ့တာဖြစ်ပါရင်ဘောလုံးပြန်လည်ဆယ်ယူမှုမှာလည်း2ချိန်အောင်မြင်ခဲ့ပြီးလေးတဲ့ဘောလုံးရှင်းလုပ်မှုမှာလည်း4ချိန်ထိအောင်မြင်ခဲ့တာဖြစ်ပါရင် ဒါပြင်ဘောလုံးရှင်လို့မှုဂျူရယ်ဘိုင်းမှာလည်း၃ချိန်အောင်မြင်ခဲ့ပြီးဘောလုံးဆုံးရှုံးမှုက၂ချိန်သာရှိခဲ့ပါတယ်။အမြင်ပြဘောလုံးရှင်လို့မှုမှာတော့69ရာခိုင်နှုန်းထိအောင်မြင်ခဲ့တာလည်းဖြစ်ပါရင်ဟေဗန်ဟာပြီးခဲ့တဲ့နေရာတင်အပြောင်းရွှေ့ကာလကမှာအာဆင်နယ်အသင်းကနေယူနိုက်တက်အသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပါရင်အသင်းအားအာဆင်နယ်အသင်းရဲ့ပွဲစဉ်မှာခြေစွမ်းပြနိုင်ခဲ့တဲ့ဟေဗန်ကိုယူနိုက်တက်ပရိသတ်တွေကလည်းသဘောကျနေကြပြီးပွဲပြီးမှာမှတ်ချက်မျိုးမျိုးပေးခဲ့ကြတာဖြစ်ပါရင် ပရိသတ်တို့ကအေဒန်ဟေဗန်ကတော်တော်လေးကောင်းတဲ့ကစားသမားပါသူရဲ့ကစားပုံဟာ United ရဲ့ခံစင်းနဲ့တော်တော်လေးလိုက်ဖက်မှုရှိပါတယ်သူဟာနောက်ရာသီမှာအသင်းရဲ့အဓိကခံစင်းကစားမဖြစ်လာနိုင်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်နောက်လူကလည်းဟေဗန်နေတဲ့ဒုတိယပိုင်းတစ်ပိုင်းသာဝင်ကစားခဲ့ပေမယ့်အသက်ဝင်နေမလိုက်တဲ့ဆွမ်းဆောင်ရည်မျိုးကိုပြသသွားနိုင်ခဲ့ပါတယ်အသင်းရဲ့အနာဂတ်အကျယ်ပွင့်ဖြစ်လာမယ့်ကစားသမားလေးပဲလို့ပြောဆိုသွားခဲ့ပါတယ်နောက်လူကလည်းဟေဗန်ကိုအလောင်းအထိမမျှော်လင့်ခဲ့ပါဘူးသူကစားတာတကယ်စောလေးဖြစ်ပါတယ် United အနေနဲ့သူ့ကိုပွဲထွက်ခွင့်များများပို့ပေးတင်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ် အခြားပြိုင်ပွဲတွေကလည်းနောက်ဆုံးတော့ United ခံဆင်းတဲ့ကိုင်ညီမဲ့ကစားသမားတယောက်ကိုမြင်တွေ့ခဲ့ရပါပြီ။ Eden Heaven ရဲ့ Athletic ဂျူရန်ယူမှုတတ်တော့တတ်တာဖြစ်မှုတွေဟာတော်တော်လေးကိုကောင်းပါရင်သူ့ရဲ့ level နဲ့ဒီလောက်ထိလုံးပြနိုင်မှုဆိုတာမလဲပါဘူးဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါရင်ယူနိုက်တက်အသင်းအားအာဆင်နယ်နဲ့တစ်ဖက်တကောစီတေးရလဲထွက်ပေါ်ခဲ့ပြီးတဲ့နောက်စပါအသင်းနဲ့ရမှတ်တူအမဘေးစရာအဆင့်ဆက်လေးနေရာမှာဆက်လက်ရပ်တည်နေခဲ့ပါရင်ယူနိုက်တက်အသင်းဟာလာမယ့်ကြာရက်မှာတော့ယူရိုပါလိန်16အသင်းအဆင့်ဒုတိယအကြော့ပွဲစဉ်အဖြစ် Real Sociedad အသင်းကိုအင်ကွင်းအိုထရက်ဖို့မှာလက်ခံရှင်းမြိုင်သွားရမှာဖြစ်ပါရင်ပရမအကြော့စပိန်မြေမှာတစ်ဖက်တကောစီတေးရလဲထွက်ပေါ်ခဲ့တာကြောင့်ဒုတိယအကြော့အင်ကွင်းမှာကစားမယ့်ယူနိုက်တက်တို့နောက်ဆက်ကိုတက်ရောက်ဖို့အခွင့်အရေးကောင်းနေပိုင်ဆိုင်ထားခဲ့ပြီလို့ဆိုရမှာဖြစ်ပါရင်